အာဆီယံအထူးကိုယ်စားလှယ်တွေကိုရာဇဝတ်ပြစ်ဒဏ်ကြားခံနေရသူတွေနဲ့တွေ့ခွင့်မပေးနိုင်ဘူးလို့အာနာတိန်စစ်ကောင်မရှင်ကတုံ့ပြန်ပြောဆိုလိုက်ပါတယ်။အာဆီယံပုံသဘောတူညီချက်၅ရက်နဲ့ပတ်သက်ပြီးတုံ့ပြန်ပြောဆိုတာမှာစစ်ကောင်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်အာဆီယံဖွဲ့ဝင်နိုင်ငံများအနေနဲ့တနိုင်ငံရဲ့ပြည်တွင်းရေးကိုတနိုင်ငံကမဆွတ်ဖတ်တဲ့အခြေခံမူကိုလိုက်နာတဲ့နယ်လို့လည်းဆိုပါတယ်။စစ်ကောင်မရှင်ပြောရေးဆိုခွင့်ရှိသူကဘသူဘဝလို့ထည့်သွင်းပြောဆိုမှထားပေမဲ့ဒါဟာလူမှုခေါင်းဆောင်တော်ဆန်းစုကြည်ကိုရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။2020ရွေးကောက်ပွဲအပြီးမှာမဲမတမာမှုတွေရှိတယ်ဆိုပြီးလူမှုမဲနဲ့ရွေးကောက်တင်မြောက်ထားတဲ့ NLD အစိုးရစီကနေစစ်တပ်ကအာဏာသိမ်းခဲ့တာဖြစ်ပြီးနိုင်ငံတော်အတိုင်းပင်ခံပို့ကိုတောင်းဆန်းစုကြည်ကိုလည်းပုံမှန်14ခုအတွက်ထောင်ဒဏ်28 နှစ်ချမှတ်ထားတာဖြစ်ပါတယ်အာဆီယံအနေနဲ့စစ်ကော်မရှင်ကိုအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကတည်းကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့ပြက်ကွက်မှုနဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတက်ရောက်ခွင့်ပိတ်ပင်ခဲ့တာဖြစ်ပါရဲ့ရှင်။